မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါရစေယေရှုတော်အဖင်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အပိုင်ငယ်30ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေအဘယ်သို့နည်းဟုမူကားဘုရားသခင်၏အလိုတော်နှင့်ညီသော ဝါနေခြင်းသည်ကဲတင်ခြင်းနှင့်ရှင်သောနောင်တစိတ်ဒီဟုသောမပြောင်းလဲနိုင်သောနောင်တစိတ်ကိုပြုပြင်တတ်၏လောကီဝါနေခြင်းမူကားတေခြင်းကို ပြုပြင်တတ်၏ဒီနေရာမှာ ရှင်ပေါလုကကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုစစ်မှန်တဲ့ဝါနေခြင်းရှိသောကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်ရတဲ့အကြောင်းကိုရေးသားထားတာတွေ့ရပါတယ်ပထမဩဝါဒစာဆောင်မှာဆိုရင်တော့ငါချိန်နှုံးနဲ့ လာရမလားမေတ္တာနဲ့လာရမလားဆိုပြီးတော့မှအဲ့လောက်ထိဘောလူကစုံးမတာတွေ့ရပါတယ်။နည်းနည်းလေးကြမ်းတယ်လို့လည်းပြောလို့ရပါတယ်။သူတို့ရဲ့မမှန်ကန်တဲ့အသက်ရှင်မှုတွေကြောင့်ဝိညာဉ်ရေးရာမှာမှားယွင်းတဲ့အသက်တာအသက်ရှင်မှုတွေကြောင့်ဒီလိုစုံးမတွင်တင်မှုကိုပြုတဲ့အခါမှာကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကဒီအတွက်နောင်တရကြတယ်ဆိုတာတွေ့ရတယ်။သူတို့ရဲ့ အမားတွေအတွက်ဝန်းနေကြတယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်ရှင်ပေါလုကသူတို့အဲ့လိုကောင်းမွန်စွာတုံ့ပြန်တဲ့အတွက်သူဝမ်းမြောက်ရတဲ့အကြောင်းပြောပါတယ်။ဒါဟာအလိုတော်နဲ့ညီတော်ဝန်းနေခြင်းဖြစ်တယ်။ဒီလိုနောင်တစိတ်နဲ့ဒီလိုဝမ်းနေတတ်တဲ့အတွက်ကြောင့်မလို့သူဝမ်းမြောက်တယ်ဆိုပြီးတော့မှလည်းပေါ်ပြတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်ရဲ့အသက်တာမှာလည်းပဲတုံ့တင်ဆုံးမခြင်းကိုခံရတဲ့အခါမှာ ဆုံးမခံရလို့ကိုယ့်ရဲ့မမာနာကိုထိခိုက်ခံရလို့ဝမ်းနည်းတယ်ဆိုရင်တော့မကောင်းပါဘူးကိုယ့်ရဲ့အသက်တာမှာမှားယွင်းတဲ့အတွက်ကြောင့်မလို့ဒီအမားကို ပြုပြင်ခြင်းနဲ့စိတ်နဲ့နောင်တရလို့ဝမ်းနည်းတာဆိုရင် ကောင်းပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ကစစ်မှန်တဲ့အလိုတော်နဲ့ညီတဲ့ဝမ်းနည်းခြင်းမျိုးသာ ဖြစ်ဖို့လိုတယ်ဆိုတာကို သိရှိနားလည်စေချင်ပါတယ်ကိုကို အလိုတော်နဲ့အညီဆုံးမှတွင်တင်တဲ့ ဆရာသမားတွေရဲ့တုံ့တင်မှုကို ခံယူပြီးကိုယ့်ရဲ့အမားတွေအတွက်ဝန်နေပြုပြင်တတ်ဖို့လိုပါတယ်။ကိုယ့်ရဲ့မမာနာကိုထိခိုက်လို့ငါဆိုတဲ့စိတ်ကိုထိခိုက်ခံရလို့ဝန်နေပြီးမကောင်းတဲ့တုံ့ပြန်မှုနဲ့တုံ့ပြန်တာမျိုးမဖြစ်သင့်ပါဘူး။ကျွန်တော်တို့ကိုတုံ့တင်ဆုံးမရဲဆိုတာက ကျွန်တော်တို့ကိုချစ်လို့ဖြစ်တယ်။ဒီလိုဆုံးမဝေဖန်ပေးမဲ့သူတွေရှိခြင်းအပြင်ကျွန်တော်တို့အမားကိုကျွန်တော်တို့ပြုပြင်လို့ရတယ်။ ဘသူမဆိုအမားနဲ့မကင်းတာမို့လို့အလိုတော်နဲ့ညီတော့ဝမ်းနေချင်းမျိုးတော့အမြဲတမ်းလိုနေမှာပဲဖြစ်ပါတယ်။ကို့အမားအတွက် နောင်တရစိတ်ကို့အမားအတွက်ဝမ်းနေစိတ်ရှိမှသာလျှင်ဝိညာဉ်လူတွေကိုဝမ်းမြောက်စေမှာဖြစ်တယ်။ကို့ကိုဆုံးမသွန်သင်ပေးတဲ့သူတွေကိုဝမ်းမြောက်စေမှာဖြစ်ပါတယ်။မဟုတ်ဘဲနဲ့ဆုံးမလေးလေးပိုဆိုးလေးလေးကို့ရဲ့အပြစ်တွေကိုဖော်ပြဆုံးမခြင်းခံရလေးလေး ိုကငါဆိုတဲ့စိတ်ကိုမချုပ်တီးနိုင်ပဲမာနထောင်လွှားလီလီဆိုလို့ရှိရင်တော့အင်မတန်အန်ဒီရဲ့များပါတယ်လောကီဝမ်းနေခြင်းထက်ဝိညာဉ်ထဲမှာဝမ်းနေခြင်းပို့လို့အပ်ပါတယ်လောကအရာဝမ်းနေခြင်းကတော့တေခြင်းကို ပြုပြင်တတ်တယ်စိတ်နှလုံးမှာ နောင်တရလို့ဝမ်းနေတယ်ဆိုရင်တော့ကဲတင်ခြင်း ဖြစ်စေတယ်လို့နားလည်ဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဝမ်းနေကြပါဝိညာဉ်ထဲမှာ နောင်တစိတ်နဲ့ကိုအမားကိုတိပြီးဝမ်းနေပြုပြင်ပါကိုရဲ့ဇာတိစိတ်နဲ့ဝမ်းနေတာမျိုးဆိုရင်တော့ငါ့ကိုဒီလိုပြောရကောင်းလားငါ့ကိုနှိမ်ရကောင်းလားငါ့ကိုဖဲ့ရကောင်းလားဆိုတဲ့စိတ်မျိုးနဲ့ဝမ်းနေရင်တော့ကိုရဲ့အသက်တာမှာဘာမှပြုပြင်ခြင်းခံရမှာမဟုတ်ဘဲနဲ့အပြစ်ထဲမှာပဲဆက်ရှိနေအောင်မှာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေရဲ့အမှားကို ရှင်ပေါလုကတော့ကျိန်လုံးနဲ့လာပြီးစုံမရမလားဆိုတဲ့အထိမာမာထန်ထန်ပြောပေမဲ့ကောရင်သူအသင်းတော်ကတော့သူတို့အမားကိုသူတို့ချက်ချင်းသိပြီးနောင်တစိတ်နဲ့ပြုပြင်ကြလို့ဒုတိယစာဆောင်ကိုရောက်လာတဲ့အခါမှာဝမ်းမြောက်တဲ့အကြောင်းကိုသူဖော်ပြတာတွေ့ရပါတယ်။ဒါကတကယ်ကိုကောင်းတဲ့ရလက်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဖျာရှင်ကောင်းကြီးပေးပါစေ၊ဆုတောင်းကြပါစို့။ကောင်းမြတ်သောဖျာကိုရုတ်ကိုကျေးဇူးတင်ပါတယ်။အလိုတော်နဲ့ညီတော် ဝန်နေခြင်းနဲ့ကိုယ့်ရဲ့အသက်တာမှာနောင်တနဲ့ပြုပြင်ခြင်းခံရဖို့မဆပါသူတို့ဘာဆုံးမတဲ့အခါမှာကိုယ့်အပြစ်ကိုမြင်တတ်ဖို့မဆပါဒီလိုဆုံးမဝေဖန်မှုတွေခံရတဲ့အခါကိုယ့်အပြစ်ကိုမမြင်ဘဲကိုကောင်းနေဆိုတဲ့စိတ်နဲ့ပဲဆက်သွားနေတာမျိုးကိုဖယ်ရှားပေးပါဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောဂျေစုပြု၍ခန္ဓာစိတ်ဝိညာဉ်မဆပါမိအကြောင်းသာမက အလိုတော်နဲ့ညီတော်ဝန်နေခြင်းရှိရပါမိအကြောင်း ဆုတောင်းတဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၍တနေတာကိုအစာပြုပါ၏အာမင်